ဒီနေ့မှာကစွမ်းဦးတဲ့အထွဲ့နှုံအယံကောင်းခဲ့ပေမဲ့ဈေးကွက်ကလုံးဝပြတ်သွားခဲ့ပါတယ်။ဘယ်သူမှမဝေရှင်ကြပါဘူး။ရွာသားအလုံးကလည်းအဲ့ဒီကစွမ်းဦးကနေရတဲ့ငွေကိုပဲမိခိုနေကြရတာပါ။အခုတော့ကစွမ်းဦးတွေကရောက်မထွက်လို့ပုံနေတဲ့အတွက်ပေါက်တော့လာတဲ့ကစွမ်းဦးတွေကြောင့်လူတိုင်းစိတ်တိုက်ကြမတတ်ဖြစ်နေကြပါတယ်။ အဲ့ဒီချိန်မှာဒီပုပ်ပိုကြီးကကဇွမ်းဥတွေကိုဖြိုရဲဖြစ်ပြောင်းလေးပြဖို့ထူရှားတဲ့အကြံတခုကိုထောက်ခဲ့တယ်သူကကဇွမ်းဥတွေကိုအခွန်နွားတေးသေးရှာရှာဆေးကျိုးပြီးရှုံးမွေးတဲ့အနှက်ရအောင်ကျိတ်ဆက်တွေထည့်လိုက်တယ်ပြီးတော့အဲ့ဒီအနှက်ကိုအဝါစားအိတ်တွေလုံထည့်ပြီးစိတ်ထောက်လိုက်တော့နှမ်းစင်ပြီးနူးညံ့တဲ့ကဇွမ်းဥကစီတဲတွေပဲကြံခဲ့တယ် စီဓာတ်တွေကအရှင်မနေထိုင်နေအဲ့ဒါကိုထက်ခါထက်ခါဆေးကျိုးနေလန့်ရှာခံလိုက်တဲ့အခါမှာတော့နှဲ့လိုဖြူပွေးပြီးပိုးတော့လိုရှုံးမွေတဲ့ကစီဓာတ်တစ်ခုဖြစ်လာတယ်။နောက်တစ်ဆင့်အနေနဲ့သူကအဲ့ဒီကစီဓာတ်ကိုရေနဲ့ယိုလိုက်တယ်ပြီးတော့အဲ့ဒီအယိုးအနှုတ်ကိုကတော့ပုံစံမိုထေလောင်းထေပြီးအရှေကအပေါသေးသေးလေးတွေကနေဆူနေတဲ့ရေထေးကိုညှစ်ရှက်လိုက်တယ်။ရှက်ရှက်ဆိုသလိုပဲအဲ့ဒါတွေကတောက်ပတ်ပြီးကြည်လင်းနေတဲ့ခါဆွေဖက်တွေဖြစ်သွားတယ်။ ကျဲသွားတာနဲ့သူကခါဆွဲတွေကိုဆေးယူပြီးဝါဆင်တန်းတွေပေါ်မှာဖြန်းပြီးနေလန့်လိုက်တဲ့နေအောင်အားမှာအဲ့ဒီခါဆွဲတွေဟာဝင်းရှင်မြင်တွေလိုတလဲလဲတပတ်နေခဲ့တယ်။နောက်ဆုံးမှာသူကအဲ့ဒီခါဆွဲတွေကိုပြန်ပြုတ်ပြီးဆိုးနဲ့ရိုးနေလိုက်တဲ့အခါမှာတော့ပြုတ်အီအီနဲ့ဝါလိုကောင်ပွားယုံယုံနဲ့ရှုံးမွေးတဲ့ခါဆွဲတွေဖြစ်နေပြီးကစွမ်းဦးရဲ့တပွားရှုံမြင်တဲ့အရသာလေးပါရှိနေခဲ့တယ်။ရွာသူရွာသားတွေအားလုံးလည်းသူနီးအတိုင်းလိုက်လောက်ခဲ့ကြတယ်။